ကုလသမဂ္ဂမှဗီဒီယိုအနာကိုကြော်လွှားနိုင်မှုယူကရိန်းနဲ့ခြားနိုင်ငံတွေကိုတွဲပတ်အဖွဲ့ဝင်ဖြစ်ခွင့်ပေးရေး EU ကစဉ်းစားနေတယ်လို့ဆိုပါတယ်။ဒီရောဘတ်သမဂ္ဂ EU ကဖွဲ့ဝင်သူများအားကနဦးစစ်မှာပြည်ဝမဲပေးပိုင်မှုသမို့ဗီဒီယိုအနာမရှိစေဘဲသမဂ္ဂကိုရောက်နိုင်မဲ့ပုံစံအသစ်တစ်ခုစဉ်းစားနေတယ်လို့ EU တိုင်ဝမ်ကသိရပါတယ်။ယူကရိန်း EU ဖွဲ့ဝင်ဖြစ်စနစ်မှုကိုဟန်ဂေရီနဲ့ခြားနိုင်ငံချုပ်ကအကြေအနေပယ်ချခဲ့ပါတယ်။ ဗီဒီယိုပါတော့ပါလေဒါကြောင့်တိုတက်မှုရှိတဲ့အတွက်တမကချက်တွေဆက်လက်ဆောင်ရွက်ဖို့ဂျိုးပတ်မှုဒစိတပိုင်းဖြစ်အခုအစီအစဉ်ဆွေးနွေးတာဖြစ်ပါတယ်အဆိုပြုချက်အသေးရယူကရိန်းမော်ဒိုဘာနဲ့မော်ဒီနီဂရိုကဲ့သို့ EU ဖွံ့ဖြိုးရေးရှောက်ထားတဲ့နိုင်ငံတွေဟာယာယီအားဖြင့်ဗီဒီယိုအာဏာမရရှိဘဲတချို့အစီအစဉ်တွေမှာပါဝင်ခြင်းနဲ့ရန်ပုံငွေများရရှိခြင်းကဲ့သို့ဖွံ့ဖြိုးခြင်းကြိုးကျစုရရှိမယ်လို့ပိုလစ်တီကိုသတင်းမှဖော်ပြထားပါတယ် ဗီဒိုဂနာအီယူရဲ့ဆိုဖြတ်ချက်ကိုပုံဖော်ရမှာဖွေနိုင်ငံတွေအတွက်အစွမ်းထက်ဆုံးလက်နက်ဖြစ်ကာလာရှိကြသတ်မှတ်ခံရပါတယ်ဒီကအပြင်လော်ဒစ်မော်ဒစ်နိုင်ငံတွေနဲ့ဘူရောပါနိုင်ငံများအပြားပါဝင်တမကချက်တွေကိုထောက်ခံတဲ့ဆိုရကဒီစီစဉ်ကိုတိုက်တွန်းနေပြီးတမကချက်တွေဟာမဟာဗျူဟာတော့လိုအပ်ချက်ဖြစ်လာပါတယ်။ဒီစီစဉ်က EU ရဲ့ရှိပိသားသဘောတူစာချုပ်တွေကိုပြောင်းလဲဖို့မလိုအပ်ဘဲပြုလည်ပြောင်းလဲရှိပြီးနိုင်ငံရေးအရဖြစ်နိုင်တဲ့တမကချက်တွေရဲ့လမ်းကြောင်းကိုအကောင့်ထဲကိုဝင်ရှိရပါတယ်။ EU ကောင်းဆောင်တဲ့အောက်တိုဘာ23မှာကျင်းပမဲ့ဥရောပကောင်စီထိပ်သီးစည်းဝေးမှာဒီအဆိုပြုချက်ကိုဆွေးနွေဖို့ပြောလည်ထားပေမဲ့ EU ရရှိသူကထူးခြားဆုံးဖြတ်ချက်ချနာလိမ့်မယ်မဟုတ်ကြောင်းနဲ့ရေပေါ်ရသမဂ္ဂချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေမှုများစွာလုပ်လျားဆဲဖြစ်တဲ့ဆိုပါလေအဖော်အသက်ဆိုင်ရာဆုံးဖြတ်ချက်ဟာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် EU ရဲ့ပြည်ထောင်စုနဲ့ရေးဆိုင်ရာကြိုးစည်းပွားနဲ့ဆက်စပ်တဲ့နိုင်ငံတွေကိုဖွံ့ဝင်အမြန်ဖြစ်ခွင့်ရစေဖို့လက်တွေ့ကြတဲ့ဖြစ်ရှိမိပါ ဒါပေမဲ့လူစပတ်မှာကျမမဲ့ EU နိုင်ငံကြီးအကောင်စီစီပြီးတော့ဒေသရှိပေါ်မှာ EU နိုင်ငံကြီးမော်ရာဂျီကဲကာယာဂဲလက်စကာမော်ရိုဘာတော့မဟုတ်အခြားရှောက်ထားတဲ့နိုင်ငံတွေကိုပြေဝမဲ့ပြေပန်ဝင်ပေးမှာမဟုတ်ပဲတမကောက်ကိုဝေရောက်ခွင့်ပြုရင်းနဲ့ပတ်သက်ပြီးတရားဝင်ဆွေးနွေးမှုများမရှိခဲ့ကြောင်းညွှန်းဆိုထားပါတယ်အားဖြင့်တစ်ဖက်ကလည်းယူကရိန်းမှာချက်ချင်းပြစ်ခတ်ရဆက်ရမယ်ဆိုတဲ့သမားထွန်ရဲ့ယုတ်တိချက်ကိုဥရောပကောင်းဆောင်တွေကအထောက်ခံနေပါတယ်။ယူကရိန်းစစ်ပွဲဆုံးသက်ရင်းနဲ့ယူကရိန်းမှာချက်ချင်းပြစ်ခတ်ရဆက်ရမယ်ဆိုတဲ့ သမ္မတထရည်တိချက်ပေါ်ထောက်ခံကြောင်းဥရောပကောင်ဆောင်တွေကကြေညာချက်ထုတ်ပါတယ်။ဇီလန်စကီနဲ့ဆွေးနွေးပြီးဥရောပကောင်ဆီကြီးကဲဥရောပကောင်ရှင်ကြီးကဲဖင်ဒသမ္မတဖင်လန်သမ္မတပြည်ထောင်ကြီးချုပ်ဂျာပန်ဝန်ကြီးချုပ်ဒိမန်ဝန်ကြီးချုပ်နော်ဝေဝန်ကြီးချုပ်တို့ကပူးပေါင်းကြေညာချက်ထုတ်ပြန်တာပါ။နိုင်ငံနဲ့နမိတ်ကိုအင်အားသုံးပြောင်းလဲလို့မရဆိုတဲ့နိုင်ငံစီးပွားရေးပေါ်ဆက်လက်ရည်တိထောက်ခံလို့ယူကရိန်းကောက်ွယ်ရေးပုံမှုအင်အားတောင့်နေမှုကိုဆက်လက်ကူညီမယ်ဆိုပါတယ်။အပြည့်ရဲ့ချက်ချင်းလုပ်ဖို့အချိန်ဆွဲနေသူဟာ ရုရှားသားဖြစ်တဲ့အတွက်ပြည်အရေးမလုပ်ခင်မှာရောအပြစ်ခက်ရဆက်ရပြီးမှာပါယူကရိန်းကဝေးအင်အားဟာအမြင့်ဆုံးအနေထားရှိရမယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ယူကရိန်းအတွက်လိုအပ်တဲ့အရင်းမြစ်တွေရရှိတဲ့အတွက်သိမ်းဆီးထားတဲ့ရုရှားပိုင်တွေကိုလည်းပြေဝသုံးမှာဖြစ်တယ်လို့ယူကရိန်းပြည်သူတွေနဲ့ထိုက်တန်တဲ့တရားမျှတပြီးရေရှည်တည်တဲ့နိုင်ငံရေးရဖို့စီလုံးညီညွတ်စွာနဲ့ဆက်လက်ယက်တည်သွားမယ်လို့ပြည်တွင်းညင်ညာချက်မှာဖော်ပြထားပါတယ်